မင်္ဂလာပါရှင် စပုတ်ဗီဒီယိုမြန်မာမှကြိုဆိုလိုက်ပါရစေ2025ခုနှစ်ဇွန်လ6ရက်နေ့တောက်ကြနေ့အတွက်နောက်ဆုံးရပြည်တွင်းသတင်းများကိုတင်ဆက်ပေးပါရမရှင်တရင်ကောင်းစဉ်လိုက်ကောမျိုးနဲ့စစ်တပ်စခန်းနဲ့စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှုစစ်သား20ကျော်ထိ傷ပြီးလက်နက်ရှစ်လက်တင်စီရရှိ ကိုမြင်းဆောင်အညာမြီစစ်စင်ရေးအဖြစ်ဝက်လူရဲစကန်သိန်းတိုက်ပွဲအတွင်းစစ်အုပ်စု90ကျော်တည်ဆုံစစ်တပ်ရဲ့နေရီကန်ဖြူဟာတာဝရိုင်းကုန်းကိုအေးအေးသိမ်းပတ်လိုက်ပြီးတည်ဆုံတဲ့ဒဏ်ရာရစစ်ကောင်စီတပ်သားများကိုအင်စီက9စီအပြည့်ဖြင့်နောက်တန်းပြန်ဖို့ဆောင်ရှိတဲ့သတင်းတွေကိုတင်ဆက်ပေးကြပါမယ် ပူစွာလိုက်ကောမျိုးနဲ့စစ်တက်စကန်နဲ့စစ်ကူစစ်ချောင်းကိုတိုက်ခိုက်မှုစစ်သား20ကျော်သေဆုံးပြီးလက်နက်ရှစ်လက်သိမ်းဆည်းရရှိရတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ KNB ပြီးလိုက်ကောမျိုးနယ်ရင်စစ်တက်စကန်နဲ့စစ်ကူစစ်ချောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သား20ကျော်သေဆုံးပြီးလက်နက်ရှစ်လက်သိမ်းဆည်းရရှိရကြောင်း KNDF ဒေါ်လာရေးတဲ့ရင်မြေထံကသိရှိရပါတယ်။ဇွန်လ3ရက်နေ့နဲ့9ရက်အချိန်ကလိုက်ကောမျိုးနယ်တပီကုန်းဖုန်ကြီးချောင်းဝင်းအတွင်အခိုင်မာတဆွဲထားတဲ့တက်စကန်ကို KND ဒေါ်လာရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဒုတိယတိုက်ခိုက်နေစဉ်စီဆိုင်မျိုးနယ်ဘက်မှထွက်လာတဲ့စစ်ကူစစ်ချောင်းကိုထပ်မံ၍ကြားပြတ်တိုက်ခိုက်ခဲ့ကြောင်းသိ ရှိရပါတယ်။ဆိုပါတိုက်ပွဲတွင်ဂျမ်ဘက်စစ်ကောင်စီတပ်သား20ဦးထပ်မံတည်ဆုံကစစ်ကောင်စီတပ်သားများအုံပြုတဲ့ ME1 မျိုးစားတနက်ငါလက် AK47 မျိုးစားတနက်တလက် ME4 မျိုးစားတနက်တလက် RPG မျိုးစားတနက်တလက်နဲ့ခြားလက်နက်ကိရင်များတင်ယူရရှိခဲ့ကြောင်းသိရှိရပါတယ်။ဆိုပါတိုက်ခိုက်မှုကိုတော့ KND မျိုးသားများကကွေးတက် KNDF ပြူဟာအမှတ်နှစ်နဲ့အတူပြူဟာအမှတ်နှစ်အောက်ရှိတရင်များမဟာမိတ်တပေါင်းစုများကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့ဝင်၃ဦးတိုက်ခိုက်တရားရရှိခဲ့တယ်လို့ KNDF အမှတ်နှစ်ပြူဟာကထုတ်ပြန် ြန်ထားပါဗျ။ ဆက်လက်ပြီးကိုမြင့်ဆောင်အညာမီစစ်စင်ရေးဖြစ်ဝက်လူရဲစကန်သိန်းတိုက်ပွဲတွင်စစ်အုပ်စု90ကျော်တိဆုံးသွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ကိုမြင့်ဆောင်အညာမီစစ်စင်ရေးဖြစ်နထူးကြီးမြို့နယ်တဲကဝက်လူနယ်မြေရဲစကန်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေထူးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ရပ်ပေါင်း20ကျော်တိုက်ပွဲကာလအတွင်းစစ်အုပ်စု90ကျော်တိဆုံးပြီးတပ်နက်ခဲယံတွေတင်းစီရရှိခဲ့တယ်လို့မြင်းကျန်ခရိုင်တရင်လေး30ကတင်းထုတ်ပြန်ထားပါရယ်။မန္တလေးတိုင်းမြင်းကျန်ခရိုင်တွင်တော်လိုင်းတပ်ဖွဲ့တွေကကိုမြင့်ဆောင်အညာမီစစ်စင်ရေးဖြစ်ပြီးခဲ့တဲ့မေလ15ရက်နေ့မှာနထူးကြီးမြို့နယ်ဝက်လူနယ်မြေရဲစကန်ကို စကန်သိန်းနိုင်ဖို့ပူးပေါင်းထူးဆစ်ဆင်ခဲ့ရမှာနှစ်ဖက်တပ်ဖွဲ့ပြင်းထန်ခဲ့ပြီးစေုပ်စုဘက်က40ကျော်တိစုံကတနက်16လက်နဲ့ခဲရန်နေပါဝင်စစ်အုံဆောင်ပစ္စည်းတွေတင်စီရရှိခဲ့တယ်လို့စေုပ်စုစနိုက်ပါသမားတဦးနဲ့တပ်သားတဦးတို့ကိုရှင်ဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။တို့ပြင်ဝလူတပ်ဖွဲ့ကိုစစ်ကူလာတဲ့စေုပ်စုစစ်ကြောင်းများပလာခဲ့ပြီး ခပြေးလာတဲ့စစ်မှုရဲတနန်းစင်းလာသူရှိဦးကိုပါကက်တင်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။နေတိုးကြီးမြို့နယ်ဝလူရဲစခန်းတိတ်တိုက်ပွဲကိုတော့၅ရက်ကြာကာလအတွင်းအထိနာနေတဲ့စစ်အုပ်စုကလေကြောင်းကနေချိန်တရာကျော်ပုံကျဲခုခံပစ်ခတ်ခဲ့ကြောင်းစစ်ကူလာတဲ့စစ်အုပ်စုစစ်ကြောင်းနဲ့ဂျွန်လာ၃ရက်မနက်ပိုင်းမှာတိတိတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရမှာစစ်အုပ်စုတပ်သား၄ယောက်ထပ်မံတည်ဆုံခဲ့ပြီးခဲရန်အချို့နဲ့စစ်အုပ်စုရုပ်အလောင်းတလောင်းတင်းစီရရှိခဲ့တယ်လို့မြင်းချန်ခရိုင်အမှတ်၄၀တရင်ကထုတ်ပြန်ပါတယ်။ကိုမြင့်ဆောင်ညာမြေစစ်စင်ရေးအဖြစ်ပြီးခဲ့တဲ့မေလ၅ရက်နေ့ကစတင်ပြီးမြင်းချန်တောင်သားနေတို့ကြီး ငန်းစုံစောင့်ရှိတဲ့မြို့နယ်တွေထဲမှာရှိတဲ့ဆေးဥစုထိုင်းစကန်တွေကိုတော်လိုင်းဘူးပေါင်းတစ်ဖက်တွေကအထူးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတပ်ဖွဲ့တွေတွင်ဆေးဥစု90တပ်မင်းတိဆုံးကလက်နက်ကင်းရဲအနေနဲ့တုံ့ပန်းချိုသိမ်းဆည်းရရှိထားတယ်လို့တော်လိုင်းတပ်ဖွဲ့တွေကသတင်းထုတ်ပြန်ထားပါတယ်ရှင် ဆက်လက်ပြီးစစ်တပ်ရဲ့နေရီကံပြူဟာတာဝရိုင်းကုန်းကိုအေးအေးသိမ့်ပတ်လိုက်ပြီးဒီဆုံးနဲ့တရားရစစ်ကောင်စီတပ်သားများကိုအင်စီက၅စီအပြည့်ဖြင့်နောက်ထပ်ပြန်ပူလိုက်တဲ့တဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။မကွေတိုင်းကပဲမြို့နယ်ရှိနေရီကံပြူဟာ MPD တာဝရိုင်းကုန်းကိုအေးအေးနဲ့ပူပန်တပွဲကသိမ့်ပိုက်ထိန်းချုပ်လိုက်တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့ဇွန်3ရက်နေ့မှာနေရီကံပြူဟာနေရှိ MPD တာဝရိုင်းကုန်းကိုအေးအေးနဲ့ပူပန်တပ်ကသိမ့်ယူလိုက်ပြီးနောက်တိုက်ပွဲပြင်းထန်ဆက်လက်ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ဇွန်6ရက်နေ့ကနေရီကံခန်စစ်စကန်တိုက်ပွဲတွင်မှဒီဆုံးနဲ့ရရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအင်စီက 5ကြီးပြည့်ဖြင့်ပြန်လည်ကောဆောင်လာရကြောင်းစီးရီးတရင်မြစ်ထံကသိရှိရပါတယ်။ထို့ပြင်မာဆာခ905အမြောက်စစ်စင်ရေကုကဲမှုဌာနချုပ်တဲမှာစစ်ကောင်စီအင်အားပြည့်ဖြင့်စစ်သုံးမတော်ရင်3စီးနဲ့ခရဲပြည့်တင်ဆောင်လာတဲ့ရင်တစည်းစုစုပေါင်းစစ်ရင်တဲ့4စီးနဲ့ရေကံပြူဟာတို့အရေးပေါ်တသားကြောင်းစီးရီးတရင်မြစ်ထံကသိရှိရပါတယ်။နဲ့ရေကံပြူဟာတပွဲဖြစ်ပေါ်ရနေရသူစစ်ကောင်စီရဲ့ပုံဘောကမတောင်စကန်မှာလက်နက်ကြီးဖြင့်ပြစ်ကူပေးခဲ့ကြောင်းထို့ပြင်ပစီရွာဘက်မှနေ၍နဲ့ရေကံသို့စစ်ရင်တဲ့4စီးအင်အားပြည့်ဖြင့်စစ်ကူပို့ဆောင်ခဲ့ကြောင်းလည်းဒေသခံများ န်ကသိရှိရပါတယ်။စစ်ကောင်စီရဲ့တမ69ဒုတမမှုကကဲနေတဲ့ကမ္ဘာလုံးစကန်ကိုလည်းစစ်ကူနဲ့ရိတ်ခါမဖို့နိုင်ရဲ့အရကတက်တော်အေးနဲ့ပူပေါင်းတပ်ဖွဲ့များကပိတ်ဆို့ကဖျက်တောက်နားတိုင်မှုဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဒီကနေ့2025ခုနှစ်ဇွန်လ6ရက်နေ့အတွက်နောက်ဆုံးရပြည်သူတွေများကိုစပုတ် PDF မြန်မာမှတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်ကတော့တရင်တင်ဆက်သူနှောင်းယမှုဖြစ်ပါတယ်ရှင်။